ဖတ်ခင်မူမီရောချစ်ပြီးတယ်ကွာဒီတော့တအားချစ်တဲ့ခါကျတော့ခေါ်ပါတို့ရတယ်မိပါဆိုတော့မခံနိုင်ဘူးတော့ပြန်လိုက်ခေါ်တောင်းနေအမရဲ့ဟိုတောင်းဆိုင်ကပူကြီးနေမိပါတယ်ကွာပူကြီးနေတုံးစားဝမ်းသာတော့ဘာလို့ဆိုကတိမောင်ကြီးမှာတုံးစစ်လောက်ကြာတော့တယ်တုံးလေးစစ်လောက်ကြာတယ်ကတိမောင်ကြီးမှာပဲ နှခေါင်းလဲပိုက်စီးလဲပိုက်အပေါ်လဲပိုက်အောက်တွေလဲပိုက်နဲ့သူများသူသမားနှုတ်အောင်ပေါ့လေအဲ့ဒါကြောင့်အိုနာတေဆိုတာအာအိုပြီးထားတဲ့တန်းတေပေါ့ရင်အကြောင်းမဟုတ်ဘူးနာတဲ့တန်းပေါ့နော်အဲ့နာတဲ့တန်းအကိုမျက်စိရှိမှမျက်ဝါးထင်တယ်ဆိုတော့နာတဲ့တန်းကိုချက်ဖို့ကောင်းတယ်အခုသူထွက်သွားရဲဆိုတဲ့အချိန်မှာတော့ဇင်တော့သူ့စာဝမ်းသာပြရမှာလူတိုင်းကိုမနာစေချင်ဘူး နာပြီးတော့ဒီစီစီပေါ့နော်ထိတ်ဟာပေါင်းလိုက်ရအောင်မေးဖတ်သွားတာလည်းအမေများလေးပဲ။ဒီကအမေလို့ပြောတာပါတော့။မေးလေးကကြည့်ခဲ့လို့ဟုတ်တယ်။ဟုတ်တယ်။တော်တော့ငငယ်လေးတရပေါ့နော်အဖေရဲ့အမအရင်ပေါ့အပြူကြီးပေါ့နော်နော်အဲဒီဆိုတော့ အိမ်နီးနာချင်းတော့မန်လေးတော့ပါဆိုတော့အတော်တို့အိမ်နဲ့တမီးတို့အိမ်နဲ့ကဲ့ရတော်ဝင်နေတော့ပေါ့။တော်ဝင်နေဆိုတော့အဲအစင်းကိုချစ်လို့ဆိုပြီးတော့ဒါလို့ခေါ်ခေါ်ပြီးတော့ပြူကြီးကြီးចောင်းလဲចောင်းဆရာမကြီးဆိုတော့ဇင်းကိုစားလဲတင်ပြီးနဲ့ခေါ်ထားရင်းနဲ့အဲ့လို attach ဖြစ်တာပေါ့နော်ဆိုတော့ um ကျေးဇူးလည်းရှိတယ်မွေးမွေးမိခင်လိုပဲပေါ့နော်အဲဇင်းရံကုန်ပြောင်းလာတဲ့အချိန်မှာလည်းအတော်ကိုမခွဲနိုင်ဘူးမခွဲနိုင်တော့ဇင်းရံကုန်တုံးတန်းနေရောက်လာတယ် ရောက်လာပြီးတော့ဒေါ်နဲ့ပဲနေတာပေါ့နော်ဘဝတစ်လျှောက်လုံးအနောက်ဆင်းလေးမှာဖြစ်တဲ့အထိအစဉ်တက္ကသိုလ်ပြီးရဲ့အထိဒယ်ရီကတော့မန္တလေးမှာဆက်နေတာပေါ့ဇင်ကတော့မန္တလေးမှာဆက်မနေဖြစ်တော့ပဲနဲ့ရန်ကုန်မှာ၃လလောက်ခရရောက်လာပြီးတော့မန္တလေးသူတော်ပြောဖို့ခက်သွားပြီမန္တလေးရဇန်းနေလဲဘာမှမသိတော့ဘာမှမသိတော့မန္တလေးကိုတော့လေဒါပေမဲ့အာလေးမှာဖြစ်တဲ့အထိနောက်ပိုင်းဇင်လုတ်တွေလုတ်တဲ့အထိဒီဒေါ်နဲ့ပဲတောက်လျှောက်ဇင်ပြီးနားမှာအနီးကနေပြီးခဲ့ပါကျောင်းတော်မနေသေးဘူးကျောင်းတော်မနေသေးဘူးเนาะတကယ်ပြောရင် အဲ့တော့အဲ့လို6လလောက်ခရေရနော်နှုတ်ဘူးလေးတိုက်ပြီးတော့သူကချစ်လို့ဆိုပြီးတော့ခေါ်ခေါ်ထားဟုတ်အမကသမီးငယ်လေးကိုချစ်တာမှာမွေးဖက်ကင်မွေးမြူတော့ချစ်ပြီးတယ်သူကလေနော်တားချစ်တဲ့ခါကျတော့ခေါ်ပါသူကလည်းမြူပါဆိုတော့မခံနိုင်ဘူးနော်ပြန်လိုက်ခေါ်တောင်းနေအမရဲ့ဟိုတောင်းဆိုင်ကပူချင်းနေမြူပါတယ်ကောနော်ပူချင်းနေ နောက်တော့အင်္ဂလိပ်အဲတော့စီဝိုင်းလောက်တဲ့ခါကျတော့လေအိမ်မှာမကန့်နိုင်ဘူး။နောက်တော့မန်းလေးမှာလည်းဟိုဘလူးကောမလေးတွိုင်းလာရခက်တော့ပါနော်။အဲ့ဒါနောက်ဆုံးတော့ဆွန့်လို့ပြီးတော့အဲဒေါ်လာထည့်ပေးလိုက်ရတာ။ဒါမှလည်းအမကတူရတူမတွေကကနာမိခင်တို့ရှင်းသူတို့နောက်သမီးနှစ်ယောက်ပါလေ။အမလည်းဘုံပါလေ။ ကြည့်နေရတယ်ရှိသမျှအတူတူမတွေအကုန်လုံးဒီတော့အကြည့်ပြရအောင်လဲအကြောင်းဆရာမအပြိုလဲပြိုပြီးတော့ရန်ကုန်ကိုလာတာပေါ့နော်ဆိုတော့ဇင်တော့ကလည်းမန္တလေးကလာတယ်အဲအမတွေရဲ့ဖေတွေအမေတွေကလည်းတခြားမြို့တောင်ဝင်ကြစသသမီးတွေဒီဒေါ်စီပဲပို့ထားတာအဲ့တော့ဇင်တော့ငငယ်လေးတွေကဒီဒေါ်စီမှာဘောရာဆောင်ကြီးလိုပဲမောင်နှမခုနအမတွေလေအဲသူတို့တွေနဲ့အတူတူပဲကြည့်ပြင်ခဲ့ရတာပေါ့သူ့စာဝမ်းသာတာပေါ့ဟုတ်ဆိုကတိမောင်ကြီးမှာ၃ချက်လောက်ကြာတော့တယ်၃လေးနှစ်လောက်ကြာတယ်ကတိမောင်ကြီးမှာပဲ နှကောင်းလဲပိုက်စီးလဲပိုက်အပေါ်လဲပိုက်အောက်တွေလဲပိုက်နဲ့သူများသူသမီးနုရအောင်ပေါ့လေအဲ့ဒါကြောင့်အိုနာတေဆိုတာအာအိုပြီးထားတဲ့တန်းတေပေါ့ဟင်အကြောင်းမဟုတ်ဘူးနာတဲ့တန်းပေါ့နော်အဲ့နာတဲ့တန်းအကိုမျက်စိရှိမှမျက်ဝါးထင်တယ်ဆိုတော့အဲ့နာတဲ့တန်းကတော့ချက်ဖို့ကောင်းတယ်ကိုဘက်မှာလဲသူအဆုတ်ကိုထိရတဲ့တယ်နောက်ပိုင်းကျတော့နှလုံးမှာနောက်ကနေလိုက်လာတာပေါ့နော်ဆိုတော့လည်းသူ၃နှစ်ကနေ၅နှစ်လောက်ထိတော့သူနာတဲ့ဒုက္ခခံတော့ရတယ်ပေါ့နော်အခုသူထွက်သွားရဲဆိုတဲ့အချိန်မှာတော့ ဇင်တော့သူ့ဥစားဝမ်းသာပေးရမှာပေါ့သူများလို့တော့ခုနလိုပေါ့ယောဂကြီးနဲ့မခံစားရဘူးပေါ့နော်အဲ့တော့ဗာပြားရပါလဲဆိုတော့ပုံနာပေးပေါ့အဲ့ဒါမလွယ်ဘူးပေါ့နော်ဟိုပုံဝဲနားမယ်ပြင်းမယ်ပေါ့နော်အဲ့တော့ဒါမှလည်းလူတိုင်းကမနာစေချင်ဘူးနားပြီးတော့ပြေးစေချင်ဘူးပေါ့နော်အဲ့ဒါတောင်းဝန်ရရတယ်အဲ့ တဘွားလုံးကိုထားခဲ့တဲ့ကိုရဲ့စိတ်ရဲ့ကိုတဘွားလုံးစားခဲ့တဲ့အစားအစာတွေရဲ့ကိုတဘွားလုံးပြုမူနေထိုင်ခဲ့တဲ့ဟာတွေကအဲ့နာခြင်းအစင်မှာအတိုးလျှော့ဖြစ်သွားတယ်လို့ဇင်မြင်တယ်ပေါ့နော်ဆိုတော့ဒီအတော်တွေကိုဇင်ပြုစုရင်းနဲ့ဒီမိဘကိုပြုစုရင်းနဲ့ဇင်ကလေနေ့စဉ်ဘဝကပစ္စုပန်မှာဘလောက်အရေးကြီးလဲဆိုတာကိုဇင်မြင်လာတယ်ပစ္စုပန်မှာကိုဘာတွေစားမှလဲကိုဘလို့စိတ်ထားမှလဲကိုဘလို့နေမှလဲဆိုတဲ့ဟာဇင်တို့အသက်ကြီးလာလို့ရှိရင်နာခြင်းအစင်ကိုကြော်ဖို့အများကြီးတိုက်ရိုက်သက်ဆိုင်တယ်လို့ဇင်ထင်တယ်ပေါ့နော် အဲ့အတော်ကလည်းဆေးရုံတက်တာဒီဇင်ဘာလောက်တည်းကဆေးရုံနဲ့အိမ်ဆေးရုံနဲ့အိမ်ပဲဖြစ်နေပါတော့ပြီးတော့လည်းအာပြန်ဆင်းလာပြီးတော့တကြံမတိုင်ခင်ကလည်းဆေးရုံထက်တန်ရပြန်ရောဆိုတော့တကယ်ကြဲတဲ့အဲ့နေ့တွေမှာလေဟိုမိခင်များနေလည်းဇင်မတိတော့ကစုံလာပြေးနေဆိုလည်းဇင်မတိတော့အတော်ကပဲဒီဆေးရုံဆေးကန်းနဲ့ပေါ့နော်လုံးမန်းနေရဆိုတော့တကယ်တော့သုံးသွားပြီဆိုတဲ့အချိန်ကျတော့မှအာဒီနေ့ကအမေများနေပဲလို့ဒီနေ့ကကစုံလာပြေးနေပဲလို့ဆိုတာဇင်သိရပါတော့ ဆိုတော့အော်ကဆုံလာပြင်းနေလေးမှာအမေဆုံးမသွားတယ်ဆိုတော့သူ့ဆောင်ဝမ်းတာရတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့လာပြင်းလာွယ်မှာဆုံးတဲ့သူတွေကအပေတကားပိတ်တယ်လို့ကြားဘူးတာလေးနော်အဲပြီးတော့အမေများနေဆိုတော့လည်းမမက်ရဲရပေါ့နော်အမေအတွက်လည်းနှစ်ပတ်လေလုတ်တဲ့ချိန်ကြာလို့ရှိရင်ဒါသတိတရနေပေါ့နော်အမေထွက်သွားတာကလည်းအမေများနေပေါ့ဒီကအမေလို့ပြောခေါ်တာပေါ့နော်ငယ်လေးတည်းကြည့်ခဲ့လို့ဟုတ်တယ်ဟုတ်တယ်အာကိုကိုကိုကတော့လူဆိုတော့လိုအပ်နေတယ်ပဲထင်တယ် ခုခုကိုလေးအတော်ဆုံးမှတော့မှအမ်ငါကြောက်များလားငါဘာများလို့ပါလို့လည်းမသိဘူးဘယ်နေရာလေးများလို့လို့လည်းမသိဘူးကိုကိုကတော့အမြင်အလိုပဲဖြစ်နေရဲ့အဖြစ်တင်စိတ်တွေလည်းရှိတယ်ဒီလောက်ကြီးလို့ပြရတော့မှကိုကိုလိုအပ်နေသေးတယ်လို့ပဲထင်တယ်ပေါ့နော်ဒါပေမဲ့လည်းအင်းသူ့ကိုစေးနဲ့ပေါ့စေးနဲ့ပတ်စံနဲ့ခရင်ပေါ်မှာဆွဲဆန်တာတော့ကသူ့အတွက်ဘူးဒုက္ခရောက်နေတယ်လို့ပဲအဲအကြောင်းစင်ကသူ့ကိုတရားဖွင့်ပေးဖို့ပတိစိတ်ဖို့တရားမှတ်ဖို့ပဲစင်ကပေါ့နော် ဟိုအမြဲတမ်းသူ push ပေးတဲ့ဘာလို့လဲဆိုတော့စင်းနဲ့ဆွဲထားရခြင်းရဲ့ရည်ရွယ်ချက်ကအဲ့ဒါကြောင့်ပဲဖြစ်တဲ့လေဟိုငါတို့မခွဲနိုင်လို့ငါတို့မထားသွားဘူးဆိုရဲစိတ်နဲ့စိတ်ကူညာမဟုတ်ဘူးအာသူတရားကိုမှတ်နိုင်သလားမှတ်သွားအောင်နှလုံးသွင်းလို့ရအောင်စင်းနဲ့ဆွဲထားရတယ်ပေါ့တော့စကားမပြောနိုင်တော့မပြောနိုင်တော့ဒါပေမဲ့ဆုံးမဲ့ဒီနေ့မှဆုံးမယ်ဆိုရင်မင်းညအထီကိုချစ်လာမင်းချစ်တဲ့ဖြစ်တော့မယ်ချစ်လာမင်းချစ်တဲ့ ဖြစ်တယ်ဗောနော်စင်းုံတက်တဲ့အချိန်မှာလဲသူ့အကြောတွေကိုရှာလို့မရလို့တပောက်ပြီးတပောက်ထိုးတာလေလက်တွေကိုမဲနေရပဲအဲ့စေးပထိုးရတဲ့နဲ့ဝိုင်းထိုးရချိန်မှာလည်းတီးကန်ချင်းတရားတကယ်ကောင်းတယ်တိလားအဲ့အကြောင်းလေးနာချင်းအဆင်မှာလေလူတွေကတရားရှိဖို့လိုတာဘာသာတရားဗောနော် ကိုကိုယ်ဖယ်တဲ့ဘယ်ဘာသာတရားရဲ့ဆုံးမတကယ်လို့ရတယ်ဒီလိုမျိုးလူတွေကကြမ်းမာနေတဲ့အချိန်သွားနိုင်လာနိုင်တဲ့အချိန်မှာဘာသာတရားရဲ့အဆောင်ရှောက်ကအဲ့လောက်အရေးမကြီးဘူးဒါပေမဲ့နာပြီးသူများ ပြုမှနှူရတဲ့ဘဝမျိုးရောက်ပြီဆိုရင်ရှင်ဘက်ထဲမှာတရားရှိဖို့အရင်ရည်ကြည့်ရတဲ့အချိန်အားလေးဆေးရုံကဆင်းလာပြီးတော့တပတ်အကြာမှာဆရာဝန် appointment တော့ရတယ်သွားပြီးပြန်လာတဲ့အချိန်မှာဖြစ်တာဆရာဝန်ကိုတွေ့တဲ့အချိန်မှာတော့မှအဲအတော်ပါဖြစ်လဲတဲ့ဘာမှမဖြစ်ပါဘူးတဲ့သူကတော့အလုံးဖြည့်သေးတယ်ဆရာဝန်ကတော့တော်ပါလဲတဲ့ဆေးရုံတက်နေရတော့မေးဘာမှမဖြစ်ဘူးပဲဖြစ်ရတဲ့ဆရာဝန်ကတော့ကြမ်းပါလာလို့ဆိုပြီးတော့ဆေးရုံမှာနေဝမ်းတာနေသေးတယ်အဲ့ဒါမနှက်ဆယ်နိုင် အဲပြီးလည်းပြောဆေးပါးထုတ်မနက်ဆယ်နာရီကွဲအိမ်ဒီပါးပြန်လာဆယ်နာရီ45အိမ်မော်ပါးရောက်အဲကုန်းဒီပါးပြပြပါးဖွင့်တီးပါးကြည်နေနေမှာ17ခွဲမှာဖက်ကနေဆိုဆုံးတော့อ่ะသူစဉ်ကိုနှစ်ချက်တော့ကြည်သွားတယ်သူသူကြည့်ရနှစ်ချက်ကလည်းအေးအေးဆေးဆေးပဲတကြည်ရလို့ဆောင်းရှောက်တာပါအဲကောင်အဲကူကဘာသာမှမတူဘူးအောင်းစားလည်းကောင်းတယ်အကမန်လေးပြန်သွားရင်တော့ဘုရားရဲ့တာယုတ်တဲ့ဘုရားရဲ့ ဆောက်ဆပ်ဖို့တွေ့။အုံနာပေမှာဘယ်ဟာနဲ့အုံနာပေမှာမနာဖို့ကိုစူးစားစေချင်တယ်နော်။စူးစားကြည့်တယ်။အဲ့တော့တကယ်တော့အင်္ဂါဟုတ်ခါတက်ချင်းပူဇော်ပွဲမှာစကားတက်ထမင်းသက်ခွန်ရဲ့ရေးသက်တယ်မနဲ့ဆိုပြီးသွားတာပေါ့။ဟုတ်သေးဘူးလို့လေးစုလို့အသက်ရှင်ကလေးလို့ ဘာလို့လေကိုမေ့နေတာတော့လို့အဲ့တော့လေသက်မင်းနဲ့ဘယ်လိုဖြည့်လိုက်ကြပါကွာလို့အဲ့ကြမှာလက်ခုပ်တီးတာမေ့နေကြလေးစုတော့မေ့နေကြတာနော်အဲ့တော့ကိုယ်ချမ်းမိုက်တော့ကလေပဲယောဂကျင့်နေတဲ့လေစုလို့လက်ခါရလေကိုမေ့နေကြတယ်တို့မှပါလေအဲ့မှာချမ်းမိုက်ထိကုန်တာနော်ထိကုန်တာအဲ့တော့လေစုရင်ကိုတကယ်ချမ်းမှာပါတယ်နော်လေစုဆိုင်ကြတယ်ကင်ဆာပြောက်ကြတယ်အများကြီးပဲဒီတိုင်းပေါ့နော်ဒီပါကို အအသက်ရှင်နှုံးမှာချစ်ပေးပါဗောနော်အမ်ဒီမှာမူရာဒိမ့်မယ်မရှိဘောနော်နော်ဆိုတော့ဒီမှာမငိုနဲ့ဗောနောင်နာလည်းမရနဲ့ဗောအသက်ရှင်နေနေ့ရက်တိုင်းနေ့ရက်တိုင်းအအရေးကြီးတယ်ဗောနော်အခုနကျွန်တော်ပြောလို့ပဲအကျွန်တော်ကနာယူဝယ်လို့ရတဲ့အချိန်ဝယ်လို့မရဘူးလေနော်ဆိုတော့မိသားစုဆိုတာလည်းအရေးကြီးတယ်မိသားစုဆိုတာလည်းခုနပြောသလိုအာ မိသားစုရဲ့ချစ်ချင်းမေတ္တာဟောကခုနပြောလိုမျိုးဟိုမွေတခုပဲနဲ့လည်းဖန်တီးလို့မရဘူးလေနော်ဆိုတော့တောင်တောင်နဲ့ချစ်ချင်းမေတ္တာရေမေတ္တာရေပြီးမှာပဲမေတ္တာရေပြန်ရမှာပေါ့နော်အဲ့တော့မိသားစုကြားရေကချစ်တေကိုလည်းတိဆောက်ကြပါလို့ညီကတော့ပြောချင်တယ်ပေါ့နော်အဲ့ဒါလေးပါ